ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ဒီနေ့စက်တင်ဘာလပေါ့နော်ကျွန်တော်တို့ကဘာချွေစီကွက်ရဲ့နောက်ဆုံးရက်စက်တင်ဘာလ30ရက်နေ့အင်္ဂါနေ့တရက်တာအတွက်ဖြစ်ပြလာနေရှိတဲ့ကဘာချွေစီကွက်အနေထားကိုကျွန်တော်တုံ့တက်ပြောကြားပေးတော့မှာဖြစ်ပါတယ်ဒီနေ့မနက်မှာလည်းကဘာချွေစီရဲ့ထုံးစံတိုင်းတက်နေပါတယ်ကျွန်တော်ကမနေ့ကဆိုရင်ကျွန်တော်တို့ဗျာမနေ့ကတနင်္လာနေ့မနက်မှာတပတ်တာစီဖွင့်အောင်ကျွန်တော်တို့အာ3960မှာဖွင့်လာတယ်အခုဆိုရင်ကျွန်တော်3860အထက်တောင်ရောက်နေပြီ နှစ်ရက်ပေါင်းပါတော့မနေ့နှစ်ရက်ပေါင်းတော့မဟုတ်ပါဘူးကြာကျွန်တော်တို့မနေ့တနင်္လာနေ့မနက်ကနေခုချိန်ကြီးဆိုကျွန်တော်တို့ကတရက်ကြော့ကြော့ပေါ့နော်ကျွန်တော်တို့နိုင်ရအဖြစ်တက်မှာဆိုရင်20အဲကျွန်တော်တို့8နိုင်29နိုင်လောက်ပဲရှိအောင်ပါပေါ့အဲ28နိုင်29နိုင်တွေမှာကမ္ဘာချွေစရာ point 100ကျော်ပစ်100ကျော်တက်သွားခဲ့တယ်ခင်ဗျအဲ့အဖြစ်တက်ကမှာကျွန်တော်ကဒီလက်ရှိချိန်မှာဆိုရင်ကမ္ဘာချွေစရာဈေးတက်နေတာ ဟိုပါဒီလိုမနက်ကင်းနေပါဈေးတက်နေရဒါထူးဆန်းမဟုတ်တော့ဘူးเนาะတရင်မဟုတ်တော့ဘူးကျွန်တော်ကဘာရွှေဈေးဈေးပြန်ကျတယ်ဆိုမှဒါကျွန်တော်ထူးဆန်းတဲ့တရင်လို့ကျွန်တော်တတ်မှတ်ရမယ်အနေထားမျိုးဖြစ်နေကဘာရွှေဈေးကကျွန်တော်တို့ပြီးခဲ့တဲ့ကျွန်တော်တို့၈လပိုင်းအကုံလောက်ကလေးကတောက်လျှောက်တောက်လျှောက်နေ့တိုင်းတက်နေတာပေါ့နော်။ကြာအ3ရက်4ရက်လောက်စတိုက်တက်တရက်လောက်နည်းနည်းပြန်ကြ။3ရက်4ရက်လောက်စတိုက်တက်တရက်လောက်နည်းနည်းပြန်ကြ။အဲ့လိုပုံစံမျိုးနဲ့တွားနေတာအခုဆိုရင်ကျွန်တော်တို့ကအဲချစ်လာပိုင်းအကုံလောက်ဆိုကပတ်ရွှေစရာ3,300နားကနေအခုဆိုကျွန်တော်တို့3,900နားအောင်ကတ်လာပြီ။၄ပတ်၅ပတ်အတွင်းမှာကျွန်တော်တို့ point 600ကျော် pitch 600လောက်တက်ခဲ့တာဖြစ်တဲ့ခါမှာကျွန်တော်တို့တရက်ကိုပြန်မြအားဖြင့်ကျွန်တော်တို့အာ pitch 20 pitch 30လောက်တက်နေရလို့တော့ကျွန်တော်ပြန်မြအားဖြင့်ပြောလို့ရပါတယ်။အဲ့အားဖြစ်တဲ့ခါမှာလက်ရှိတက်နေတဲ့ကမ္ဘာရွှေစည်ကျွန်တော်တို့ဒီနေ့မှလည်းကျွန်တော်တို့က3900နာဆက်သွားမလား။ဒါမှမဟုတ်အခုလက်ရှိရောက်နေတဲ့ဈေးနေရာနေပြီးတော့ကျွန်တော်ဈေးငိမ်ပြီးဈေးငိမ်မလားဒါမှမဟုတ်လက်ရှိဈေးနေရာနေဈေးနည်းနည်းပြန်ကျနိုင်မလားဆိုတာကိုကျွန်တော်တို့ကမ္ဘာရွှေရဲ့ဈေးအတက်ကျချက်ကိုကျွန်တော်တို့တွားကြည့်ပြီးတော့သုံးသပ်ကြည့်လိုက်အဲ့ဒါပြတ်ကောင်မှာကမ္ဘာရွှေဈေးရာလက်ရှိကျွန်တော်တို့ အသက်ပါပဲအသက်ပါပဲကျွန်တော်တို့အကြလာမဲ့အနေအထားမျိုးတော့အကြဆိုတာကျွန်တော်တို့ပြာရေရှိအကြတွေပါလာမဲ့အနေအထားတော့ကျွန်တော်မှန်းလို့မရအောင်လက်ရှိမှာကျွန်တော်မနေ့တော့ကျွန်တော်အာ Facebook ပေါ်မှာတကယ်လို့မျိုးပေါ့ကျွန်တော်3500နားကိုတော့ပြန်မြင်ရဖို့ခင်းရင်းနေလက်ရှိအနေအထားရ3500ဆိုတာကျွန်တော်တို့တော့ကနည်းနည်းပြန်မြင်ရဖို့ခင်းရင်းနေပေါ့ကျွန်တော်အလုံးစုံကြ3600လက်ရှိအနေအထားရပါဒါတော့မှကျွန်တော်တို့အခုအနေအထားနဲ့ဆိုရင်3600နားပြန်ကြဖို့ကျွန်တော်မမြင်ရသေးဘူး အခုနေထားနေဆိုအလုံးစုံကြကျွန်တော်တင်နေ3800ရာတော့3090အဲ့လောက်ပဲကျွန်တော်တို့ကမှန်းလို့ရသေးတယ်ပေါ့နော်အဲ့ရဖြစ်တဲ့ခါမှာကျွန်တော်တို့ကဒီနေ့ကပတ်ရွှေစီဘယ်လိုနေထားဆက်ဖြစ်နိုင်လဲလက်ရှိမှာဆိုကျွန်တော်တို့ကအမြင့်ဆုံးဘယ်လောက်ထိတက်ပြီးသွားပြီလဲမြင်မယ်ဆိုကျွန်တော်တို့3600ထိတက်ပြီးသွားပြီမနက်ခင်းတော့ကျွန်တော်ဈေးအဖွင့်အ3030မှာဖွင့်လာတယ်အခုကျွန်တော်မနက်ခင်းမှနေကျွန်တော်တို့မနက်ခင်းအားရဈေးကွက်ချိန်မှနေကျွန်တော်တို့ကအဖွင့်ဈေးနဲ့ဆိုင်ကျွန်တော်က38ပွိုင်းလောက်တက်ပြီးသွားပြီဖြစ်ပါတယ်တော်တော်လေးအတက်အကောင်းနေလို့ပြောလို့ရခင်ဗျအဲ့ဒါဖြစ်တဲ့ခါကျွန်တော်က ဈေးကြလိုက်လိုက်ဝယ်ရပါဘောเนาะအသက်နေထားမှာဆိုရင်ဒါပေမဲ့တခုရှိတာကတခုတတိထားမှာလေဒီနေ့ကတလတာဈေးပိမ့်မယ်နေ့ဖြစ်ပါတယ်စက်တင်ဘာ6လပိုင်းတလတာဈေးပိမ့်မယ်နေ့ဖြစ်ပါတယ်ဒီလိုနေ့မှာကျွန်တော်တို့ကတလတာဈေးပိမ့်မယ်နေ့ဒီဆိုရင်ဗျာကျွန်တော်တို့နေ့လည်ကင်းဥရောပဈေးကွက်ချင်းလို့ညပတ်အမေရိကန်ဈေးကွက်ချင်းလို့မှာတခါလေဈေးကွက်ကမထင်မှတ်တာတွေဖြစ်တတ်တယ်ခင်ဗျာအဲ့ရလေးကိုကျွန်တော်တစ်ချက်တတိထားဖို့လိုအပ်တယ်ပြီးတော့ကဘာရွှေဈေးရပါเนาะလက်ရှိတက်လာတဲ့ပုံစံကိုကြည့်မှဆိုရင်လည်းကျွန်တော်တို့ကတက်လာကစားကတော့ကျွန်တော်တို့ ်အောက်ဂတ်လနောက်ဆုံးပတ်နဲ့စတင်မာလာပထမပတ်တွင်ရတော့ကျွန်တော်တို့9ရက်ဆက်တိုက်10ရက်ဆက်တိုက်လောက်အသက်ပြခဲ့တယ်။နောက်ရက်တွေမှာပေါ့နောက်အပတ်တွေမှာကျွန်တော်ဘယ်လိုဖြစ်လဲမေးမယ်ဆိုရင်2ရက်3ရက်လောက်တက်တယ်။တရက်ပြန်ကြတယ်။ဥပမာဒီမှာဆို2ရက်တက်တယ်တရက်ပြန်ကြတယ်။ဒီမှာဆိုတရက်တက်တယ်နောက်တရက်ပြန်ကြဒီမှာဆို3ရက်တက်တယ်နောက်2ရက်ပြန်ကြတယ်။ဒီမှာ3ရက်တက်တယ်နောက်တရက်ပြန်ကြတယ်။အခုဒီမှာကျွန်တော်တို့ပြီးခဲ့တယ်ပေါ့နော်။ကြာတာပြီးတောက်ကြတက်တယ်။ကြာတာပြီးတောက်ကြတက်တယ်မနေ့ကတနင်္လာနေ့တက်တယ်။3ရက်ရှိဖြစ်ပါတယ်။ ဲ့အဖရိကမှာဒီနေ့မှာကျွန်တော်ပြန်ကြမလားဘာလို့ဆိုဒီတပတ်နှစ်ပတ်အတွင်းတွားနေတဲ့ပုံစံအရာကျွန်တော်တို့ကဘာချွေစီရ၃ရက်လောက်တက်ပြီး၁ရက်လောက်ပြန်ကြတက်တဲ့အနေထားရဒီနေ့မှာမယ်ကျွန်တော်တို့အကြခက်ပါပါမြင်ရမလားပေါ့နော်ဥမာကျွန်တော်ပြတရက်တာပိစေးရဗျာအာ၃၈30လောက်မှာဖွင့်နေဆိုဗျာဥမာ၃၈30အောက်လောက်မှာတရက်တာဈေးပိတ်သွားတာပေါ့၃၈20နားလို့ဒါမှမဟုတ်၃၈25နားလို့ဥမာဈေးပိတ်သွားတာမျိုးဖြစ်ဖြစ်မြင်ရမလားပေါ့နော်ဒါလေးကိုကျွန်တော်တို့တစ်ချက်တတိထားမှာဖြစ်ပါတယ် အဲ့ရဖြစ်တဲ့ခါမှာဒီနေ့မှာကမ္ဘာရွှေ့စည်းရဲ့လက်ရှိဈေးကွက်သွားနေတဲ့ပုံစံရမှန်တယ်။ဝယ်တင်တာမှန်ပြီဈေးကျလိုက်ဝယ်တင်တာမှန်ပြီမဲ့လေကျွန်တော်တို့ကလက်ရှိရောက်နေတဲ့ဈေးတန်းစုံတန်းဝင်ခြင်းပေါ့နော်။3865လို့3890တို့3880လို့အဲ့ဈေးတန်းတော့ဝင်ခြင်းမှာတော့ကျွန်တော်ကတော့ risk နည်းနည်းလောက်ယူပြီးတော့ရောင်းချင်ရင်ကောင်းမလားလို့ကျွန်တော်သုံးသပ်မိရခင်ဗျ။ပါလမဲဆိုဒီနေ့ရကျွန်တော်တလတာဈေးပိမနေဖြစ်လို့ရပြီးတော့ကမ္ဘာရွှေ့ဈေးက2ရက်အတွင်းကျွန်တော် point တရာတော့တက်ခဲ့ပြီးဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်ဒီတစ်ပတ်တည်းမှာအရေးကြီးတယ်ဗျာကျွန်တော်တို့လောက်ကိုင်းတရင်နေတယ်မထွက်သေး။အလောက်ကိုင်းတရင်နေမထွက်ခင်မှာကျွန်တော်3900အထက်တွေပါရောက်သွားရဲဆိုရင်ကမ္ဘာ့ချွေစီကကျွန်တော်တို့ကအာအလုံအမင်းကျွန်တော်တို့အဝယ်လိုအားကောင်းနေတယ်လို့ပြောလို့ရတယ်ခင်ဗျာ။အဲ့လိုနေသားမျိုးတော့ကျွန်တော်မြင်ရဖြစ်နေမှာမသိဘူးပြီးတော့ဒီနေ့ရောတလားတာဈေးပေးမယ်စစ်တာတာဈေးပေးမယ်နေမှာဗျကပတ်ချွေစီက3900နဲ့3900အထက်တွေထိကျွန်တော်ဥတီသွားနိုင်မယ်လို့ကျွန်တော်ရဲ့အမြင်ရတော့မတုံ့တက်မိဘူးခင်ဗျ အဲ့ဟာဖြစ်တဲ့ကာမှာကပားချွေစီကကျွန်တော်ဒီနေ့တက်ရှိတက်နေတယ်ဒါပေမဲ့ဒီအသက်အားကဈေးတန်းတနေရာမှာဥပမာလက်ရှိရောက်နေတဲ့3865လို့3890လို့3880လို့နားမှာတန့်သွားတာမျိုးဖြစ်ဖြစ်ဒါမဟုတ်ရင်လည်းအဲ့ဈေးတန်းนี่ကနေရေတိုးပြန်ကျတာမျိုးဖြစ်ဖြစ်ရေတိုးခပပပေါ့နော်ကျွန်တော်ပြောတာအများကြီးကြောက်မယ်လို့ဆိုတာမဟုတ်နော်ရေတိုးခပပပြန်ကျတာမျိုးဖြစ်ဖြစ်ဖြစ်နိုင်တယ်လို့ကျွန်တော်သုံးသပ်ထားပါတယ် ဒါကျွန်တော်ရဲ့အမြင်နဲ့သုံးသက်ချက်တာဖြစ်ပါတယ်ကျွန်တော်သုံးသက်ချက်နဲ့ကျွန်တော်အာယူဆတူမှာဒါကျွန်တော်တို့လိုက်ပြီးတော့အကြောင်းဝင်လုပ်ကြပါဘူးเนาะအဲ့ရဖက်တဲ့ခါမှာကျွန်တော်ဒီနေ့ကပားရွှေဈေးကဘလို့အနေထားမျိုးဖြစ်တယ်ဆိုရင်ကျွန်တော်ကဈေးအသက်ဖက်တေချာမလဲလို့မေးမယ်ဆိုရင်ကျွန်တော်အချင်းတနာရဲ့အတိုင်းတာနဲ့ကျွန်တော်ပြောပြမယ်အချင်းတနာရဲ့အတိုင်းတာနဲ့ကျွန်တော်ပြောမယ်ဆိုဒီနေ့ကပားရွှေဈေးကလीလုံးဝဆက်တက်ဖို့ဗျာ3900နာတီဆက်တက်ဖို့တေချာဖို့တေချာဖို့အတွက်ဆိုရင်ကျွန်တော်ကဘယ်ဈေးအပေါ်မှာကျွန်တော်အချင်းတနာရဲ့အတိုင်းတာပိတ်ဈေးပိတ်ဖို့လိုအပ်လဲမေးမယ်ဆိုရင်ကျွန်တော် အပေါ်ဈေးတောင်ကျွန်တော်ကြည့်လို့မရတော့ဈေးရတောက်လျှောက်တက်နေရဆိုတော့ဒါဆိုရပါ3809ဒါမှဒီမှာနည်းနည်းလေးတော့တိခိုင်ပြီးကြည့်လိုက်ပါတော့ဘာလို့ဆိုတော့အပေါ်ဈေးတန်းဆိုကျွန်တော်ဆွဲလို့မရတော့3809အပေါ်ဘက်က3855ဆိုတဲ့ဈေးတန်းအထက်မှာဒီနေ့တနိတာအတွင်းကဘာရွှေဈေးပေါ့နော်ကျွန်တော်တို့အချိန်တနားရဲ့အတိုင်းတာပေးစီကျွန်တော်တို့ market ခေါ်ရ H1 ဘူကနက်စတင်နဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်တော့ကဘာရွှေဈေးဒီနေ့3900အထိသွားပါလိမ့်3900နားအထိသွားပါလိမ့်မယ်ကျွန်တော်တို့မယောင်းပါနဲ့ 8385ဆိုတဲ့ဈေးနဲ့အထက်မှာကျွန်တော်တို့အချိန်တနားကြီးအတိုင်းတာအပိတ်ဈေးဈေးမပိတ်မချင်းလက်ရှိရောက်နေတဲ့3865နာဝင်းကျင်နဲ့3865ကြာဝင်းကျင်အဲ့ဈေးတန်းစုံမှာကျွန်တော်တို့ကပ္ပရွှေကိုရည်တူရောင်းလို့ရပါတယ်ရည်တူရောင်းလို့ရပါတယ် ဘယ်လောက်ဒီတာကတ်ထားလို့ရလဲလို့မေးမယ်ဆိုရင်3865နဲ့3865ချမှာရောင်းလို့ရတယ်အရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်3385ဈေးတန်းအထက်မှာပေးပါအမြတ်ပိုင်းဈေးတန်းကတော့ကျွန်တော်ဘယ်လောက်လို့ယူလို့ရမယ်မဆိုရင်ကျွန်တော်တို့အနည်းဆုံးယူချင်တယ်ဆိုရင်တော့3845လောက်ထိပေးပါဒီထက်ပိုပြီးတော့ကိုကလိုချင်တယ်ဆိုရင်တော့3830တို့3820တို့အများဆုံးအနေနဲ့ကျွန်တော်ဘယ်လောက်ထိယူလို့ရမယ်မဆိုရင်3800ဈေးတန်းထိကျွန်တော်တို့အမြတ်ပိုင်းဈေးတန်းယူလို့ရပါဒါဒီနေ့အတွက်ရောင်းတင်တဲ့ဈေးစုံလေးပေါ့နော်3865နဲ့3865ကြာမှာ ကပ္ပရွှေကို risk ယူပြီးတော့ရောင်းရပါမယ်။ဒါမှမဟုတ်တခုရှိရကျွန်တော်ပြောခဲ့တဲ့လိုမျိုးပဲလက်ရှိကဈေးအတက်အားကောင်းနေတဲ့အချိန်ပြတာပြတာကမှရောင်းနေဆိုတာကတော့နည်းနည်းတော့ risk ယူရလိမ့်မယ်ခင်ဗျ။ risk ပို့ယူရလိမ့်မယ်။အဲ့အပြတ်ကမှအရာကိုကျွန်တော်သတိထားဖို့လိုအပ်ပါတယ်။ဟုတ်ပြီ။ဒါအယောင်းအတွက်ပဲနော်။အဝယ်အတွက်ဆိုရင်တော့ကျွန်တော်ခုနကပြောလို့ပဲ3850ဈေးတန်းအထက်မှာကျွန်တော်တို့ကပ္ပရွှေဈေးအချိန်တနေ့အတိုင်းတာအပိစေးနဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်နော်ကပ္ပရွှေကိုကျွန်တော်လိုက်ဝယ်ပါအရှုံးပိုင်းဈေးတန်း3890အောက်လောက်မှာပြပါအမြတ်ပိုင်းဈေးတန်းကျွန်တော်တို့ အာ3890လို့3900ဈေးနဲ့နေထိအမြတ်ပိုင်းဈေးနဲ့ယူလို့ရပါတာအဝယ်တက်ပါတော့ပြီးရင်ကျွန်တော်တို့ကဈေးပြန်ကြရဲဆိုရင်ဘယ်ဈေးထဲမှာကျွန်တော်ပြန်ဝယ်တင်လဲဒီနေ့အတွက်လေကျွန်တော်အကြိုက်ဆုံးဝယ်ဖို့ဈေးတန်းစုံကတော့ကျွန်တော်ဒီဈေးတန်းစုံတော်ဝင်ချင်းပြဒီ3830နဲ့ပေါ့နော်3830လို့ပါလို့မှလည်းဝယ်လို့ရတယ်ဒါပေမဲ့ကျွန်တော်အဲ့ဈေးတန်းနေရာဒီနေ့ကနည်းနည်းလေး အောက်ကိုနည်းနည်းမြန်ပြန်ဆွဲချမလားပေါ့နော်ကျွန်တော်ယူဆရပြတကာ3830နာဈေးတန်းဝင်ကျင်နာရောက်မှကျွန်တော်ဝယ်ဖို့အားပေးခြင်းပါ3830ကြပြပါလို့ပြောပါဆို3830နဲ့ဗျာ3800ကြအဲဈေးတန်းစုံကြကပားရွှေဈေးဈေးကြကက်မယ်ဆိုရင်ကျွန်တော်တို့ဝယ်လို့ရပါတယ်အရှုံးပိုင်းဈေးတန်းကျွန်တော်တို့3800အောက်လောက်ပေးပါအမြတ်ပိုင်းဈေးတန်းကတော့ကျွန်တော်3830 3840ဈေးတန်းလောက်မှကျွန်တော်တို့အမြတ်ပိုင်းဈေးတန်းယူလို့ရပါတယ်အဲအဖက်ကဒီနေ့ကပားရွှေဈေးကတော့ကျွန်တော်တို့ရှင်းပါကျွန်တော်တို့လက်ရှိရောက်နေတဲ့ဈေးရဆုံးသားဝင်ကျင်ကနေကျွန်တော်အမြင်ကရောင်းလို့ရတယ်ကျွန်တော်တို့ ဈေးတကယ်လို့ပြလက်ရှိရောက်နေဈေးတိုင်းဝင်ကြရတယ်ဈေးထိုးကြလာပြီးတော့3810နာဝင်ကြရောက်ပြီဆိုရင်ကိုကပို့တိကြခြင်းတော့နီးပညာပိုင်းအတိပူချက်ဆောင်ပါတော့ကန်ဒီတီပါရီစောင့်ကြည့်ပြီးတော့ကျွန်တော်တို့အာ3810နာဝင်ကြမှာကျွန်တော်တို့ဝယ်လို့ရတယ်ဒါမှမဟုတ်အပေါ်3905အထက်ကိုဈေးဖောက်တက်သွားရင်ကျွန်တော်တို့ live ဝယ်လို့ရတယ်3900နာတိဈေးတက်နိုင်ခြင်းရှိပါတယ်ဒါမှကျွန်တော်အမြင်အရဒီနေ့3900နာတော့မတော်လောက်ဘူးလားပေါ့နော်ဒါပေမဲ့လည်းဈေးကွက်အနေထားရပြောလို့တော့မရဘူးဘာလို့ဆိုဘာမဆိုဖြစ်နိုင်တာဒီကဘာရွှေဈေးကွက်ပဲဖြစ်ပါတယ်လွန်ခဲ့တဲ့ တလားနာလောကကပားချွေစေးကို3900နာမြင်ရမယ်လို့ပြောတယ်ဆိုရင်ဒါတော်များများယုံကြမှာမဟုတ်ဒါပေမဲ့အခု3900နာတော့ရောက်နေအဲ့ဒါပြောမြောက်ပဲနောက်နှစ်ကုန်ကန်ဒီလေ4000ထက်တွေပါမြင်ကောင်းမြင်ရနိုင်တာပဲအဲ့အကြောင်းကျွန်တော်တို့ကဒါကျွန်တော်အမြင်ရတော့ဒီနေ့3900နာမြင်ရမယ်လို့တော့ကျွန်တော် မထင်ဘူးကျွန်တော်အမြင်တုံးတဲ့အမြင်ရပါတော့မှားကောင်းလဲမှားနိုင်တယ်နော်၃၈၅အမှာအချိန်တနေ့အတိုင်းတာပေးစင်းနဲ့ဖောက်တက်ပြီးပိတ်သွားရင်ကျွန်တော်3900နာတီမြင်ရနိုင်တယ်ကျွန်တော်ရဲ့တုံးတက်ချက်ဒီနေ့အခုပြ3865နဲ့3865ကြားမှာရောင်းခိုင်းတဲ့တုံးတက်ချက်လေးရတယ်မှားနိုင်ကြောင်းကိုလည်းကျွန်တော်ဒီကြိုပြီးတော့အတိပေးထားရပါတော့အဲ့ဘက်ကမှကျွန်တော်နဲ့အမြင်သူအကြိုက်သူမှသာလိုက်ပြီးရောင်းဝယ်လုပ်ပါကျွန်တော်တုံးတက်ချက်ဂျင်းတီပေါ့မှန်မယ်လို့လည်းကျွန်တော်ပြောလို့မရအောင်နော်အဲ့အဲ့ကြောင့်ကျွန်တော်တို့က ဒီနေ့ကပ္ပချွေစီကတော့ကျွန်တော်နန်းလီတော့တတိထားမှာဖြစ်ပါတယ်အတက်အားတော့တော်တော်ကောင်းနေတယ်ဒါပေမဲ့ကျွန်တော်ကတော့စီးနေနေတော့အကြပြန်လာရလိမ့်အောင်မယ်လို့ကျွန်တော်တူတယ်မြင်ရတုံသက်ထားပါတယ်ခင်ဗျဟုတ်ပြီအဲ့ဘက်ကဒီနေ့ကကျွန်တော်တလတာဈေးပိမ့်မယ်နေဖြစ်ပါတလတာဈေးပိမ့်မယ်နေဖြစ်တာဘက်ကဒီနေ့တလတာအပေးစီကကျွန်တော်တို့ကပ္ပချွေစီရပေါ့နော်ရေရှည်လာရအတွက်အရန်ကျွန်တော်တို့အရေးကြီးပါတယ်အဲ့ဘက်ကမှကျွန်တော်ဒီနေ့တလတာပိစီဘယ်မှာပိတ်ရင် ကဘာရွှေစီကျွန်တော်တို့ဘယ်လိုဖြစ်မလဲဆိုတာကိုကျွန်တော်တို့တုံ့တက်ကြည့်လိုက်အောင်နော်ဟုတ်ပြီအဲ့ဒါကကျွန်တော်တလတာအချိန်နဲ့ကျွန်တော်ကြည့်လိုက်ပါမယ်တလတာပေါ့နော်ဘုမင်းလင်းပြောမှာဆိုရင်ကဘာရွှေစီရပြဒီလိုတလတွင်မှာဒီလိုဈေးအသက်သုံးခက်ကြီးကြီးဒရုံတင်မဆိုပြကြည့်လိုက်ခြင်းမှာဒါဆိုရင်ကျွန်တော်တို့မှာဆိုရင်ကျွန်တော်ဖူဘော်ဒီလို့ခေါ်တယ်ဘူးဖူဘော်ဒီပေါ့ကျွန်တော်တလတာအဖွင့်ဈေးရဗျအဖွင့်ဈေးရအောက်ကိုဈေးရ မြမမကြနိုင်ခဲ့ဒီမှာဆိုကြည့်လားအဖွင့်အနေဆုံးဈေးကဒီတလတာအဖွင့်ဈေးဖြစ်နေဒီ6လပိုင်းရဲ့တလတာအဖွင့်ဈေးကဒီတလတာအတွက်အနေဆုံးဈေးဖြစ်နေပါတယ်ကျွန်တော်တို့ဒီ3440နာဈေးတန်းနာဝင်ကျင်ပေါ့နော်အဲ့ဈေး3440ဆိုတဲ့ဈေးတန်းဝင်ကျင်ဟာဒီတလတာအတွက်အနေဆုံးဈေးဖြစ်နေပါဒီမှာအတအားကြီးတော်တော်အားကောင်းနေအဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်ကဒီလကကပ္ပရွှေတမိုင်းတစ်ချောင်းမှာစံချိန်တင်တက်ခဲ့တဲ့လဖြစ်ပါဒီ6လပိုင်းက အာဟိုအရင်တော့ဆိုလဲကျွန်တော်တလအတွင်းပစ်200ပစ်300 point 200 point 300ကြီးတက်ခဲ့ရလာရှိတယ်။ဒါပေမဲ့အခုဒီမှာကြတော့ကျွန်တော်က point 400ကျော်လောက်တက်ခဲ့တာဖြစ်ပါတယ်။ point 400ကျော်အာကျွန်တော်တို့3900နာနာဒီနေ့တက်သွားခဲ့တယ်ဆိုရင်ကျွန်တော် point 450 460လောက်ရှိရပေါ့နော်။အဲ့ဒါပစ်တဲ့ခါမှာကျွန်တော်တို့ကကမ္ဘာ့ရွှေဈေးကတော့ရေရှည်တော့တက်နေအောင်ပါပဲ။ဒါပေမဲ့ကျွန်တော်တို့ကဒီနှစ်ပေါ့နော်။ ဒီနှစ်မှကုန်ကင်မှာကျွန်တော်တို့၄000နဲ့၄000အထက်ဈေးတန်းတွေရောက်သွားနိုင်လားဆိုတာကိုကျွန်တော်ဒီနေ့တလတာအပိစီစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီနေ့တလတာအပိစီတာ3800အထက်မှာ ပိတ်သွားခဲ့ရင်တော့ကျန်တဲ့3လပေါ့နော်10လပိုင်း17လပိုင်း12လပိုင်းเนาะကျွန်တော်နောက်လချင်းဒီပေါက်တက်မယ်လို့ဆိုလို့ရမဟုတ်เนาะကျန်တဲ့3လအတွင်းမှာကပ္ပရွှေစီအ ਨੇ ဆုံး၄000ဈေးတန်းမြင်ရပါလိမ့်၄000အထက်လက်တက်သွားနိုင်တယ်ဒီနေ့တလတာပိစီတာ3800အထက်မှာပိတ်ခဲ့တယ်ဆိုရင် 3800အောက်မှာပတ်ရင်ရော3800အောက်မှာပတ်ရင်တော့ဒီနှစ်အတွင်းမှာအများဆုံး4000အထိပဲတက်နိုင်ကြရှိတယ်ခင်ဗျာကျွန်တော်အမြင်အရပြောရမယ်ဆိုရင်အများဆုံးပေါ့နော်4000အောက်နဲ့ဥပမာ4000အောက်ထက်တက်တယ်ဆို4020 4030စသဖြင့်ပေါ့အဲ့လောက်လောက်အထိပဲအများဆုံးတက်နိုင်ကြရှိပါတယ်4000အောက်ထက်ကိုတော့ကျွန်တော်နောက်နှစ်လောက်မှာမြင်ရမယ်ပေါ့နော်3800အထက်မှာဒီနေ့တလတာဈေးပိတ်သွားရင်တော့4000အနည်းဆုံးဒီနှစ်ဒီနှစ်ကျန်တဲ့3000မှာမြင်ရမယ်4000အထက်ဒီပါလေကျွန်တော်မြင်ရဖို့အလားလားပုံများတယ်ခင်ဗျာ အဲ့ဒါပြတဲ့ကံဒီနေ့တလတာပေးစီကတော်တော်ရှိရာအထက်ပိတ်မလားအောက်ပိတ်မလားကျွန်တော်စိတ်ဝင်စားစောင့်ကြည့်အောင်ဖြစ်ပါလေလက်ရှိနေသားတော့ဗျာတော်တော်ရှိရာအထက်မှာပိတ်ဖို့အခွင့်အလမ်းများနေတာပေါ့ဒါပေမဲ့ကမ္ဘာရွှေဈေးကွက်ဆိုတော့ကျွန်တော်တည့်ရတိုင်းပဲ အချိန်တစ်နာရီနှစ်နာရီအတွင်းမှာသူတက်ချင်တယ်ဆိုရင်ဗျာကျွန်တော် point 20 point 30လောက် AC တက်သွားနိုင်လို့ကြာကျင်တယ်ဆိုရင်လည်းဗျာအချိန်တစ်နာရီနှစ်နာရီလောက်အတွင်းမှာ point 30 point 40လောက် AC ကြာသွားနိုင်တာဖြစ်တဲ့အခါမှာကျွန်တော်တို့တော့ရှိရအထက်ပိတ်ပြီးလို့တော့ကျွန်တော်ဂျင်းဒီပေါင်းမှတ်လို့မရသေးဘူးကျွန်တော်တို့ဒီနေ့ဆိုရင်နေ့လေကင်းဥရောပဈေးကွက်ချိန်နဲ့ညဘက်အမေရိကန်ဈေးကွက်ချိန်နဲ့ကြံသေးတာဖြစ်တဲ့အခါမှာဒီနေ့ညစက်တင်ဘာ30ရက်နေ့တလတာအပိတ်ဈေးကစက်တင်ဘာလတလတာအပိတ်ဈေးကဘယ်မှာပိတ်မလဲဆိုတာကိုတော့ကျွန်တော်တို့မနက်ဖြန်မနက်မှာပဲကျွန်တော်တို့ဂျင်းဒီပေါင်းသိရမှာဖြစ်ပါတယ် ်တယ်3800ထက်ပိတ်မလား3800အောက်ပိတ်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒါကနီးပညာပိုင်းကကျွန်တော်သုံးသချက်လေးပေါ့နော်သတင်းပိုင်းကိုကျွန်တော်တွားကြည့်လိုက်သတင်းပိုင်းကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီညမှာသတင်းတော်များမင်းညဆိုရင်အမေရိကန်တမန်တော်ဒေါ်နယ်ထရန့်ကကျွန်တော်တို့အာစကားပြောခဲ့ပေါ့နော်ကျွန်တော်တို့အဲမီဒီယာတွေနဲ့စကားပြောခဲ့လက်ရှိမှာအမေရိကန်မှာဗာပြဿနာတက်နေလဲမြင်မယ်ဆိုရင်ကျွန်တော်တို့ကအစိုးရကအတုံးစင်းမလုံလောက်ဘူးမလုံတဲ့အခါမှာကျွန်တော် government shutdown လို့ခေါ်တဲ့အစိုးရလုပ်ငန်းဆိုင်စောင့်တာတွေရက်ဆိုင်နိုင်တဲ့အခြေအနေကြုံနေရတယ် တနည်းအားဖြင့် budget ကိုလည်းလွတ်တော်ကအတိမပြုပေးသေးဘူးအဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ကဒီလိုအမေရိကန်အစိုးရ government ပေါ့နော်အစိုးရလုပ်ငန်းဆောင်တာတွေရက်ဆိုင်တာအချင်းကြားလာတာနဲ့အမျှအမေရိကန်စီးပွားရေးကလည်းထိလိလိဖြစ်မှာဖြစ်ပါတယ်ဥပမာကျွန်တော်ဘိုင်ဒန်လက်ထက်တို့ပြီးခဲ့တဲ့ Trump ပထမတက်တန်းတော့ဆိုရင် government shutdown နေကျွန်တော်ကြုံခဲ့ရတယ်ဘိုင်ဒန်လက်ထက်ကလည်းအလို့ကြီးမစိုးဘူး government shutdown ကျွန်တော်ဒီဗျာတရရင်လည်းတော့ဖြစ်ပြီးတော့ပြည်လေသွားပါပဲအဲ Trump လက်ထက်တော့ဆိုရင်ကျွန်တော်ပထမတက်တန်းတော့ဆို government shutdown ကျွန်တော်တို့နည်းနည်းကြာသွားတယ်တပတ်လောက်တောင်ကြာသွားတယ်ထင်တယ်အဲ့တော့ဆိုရင် အဲ့အတက်ကမှအဲ့လို government shutdown ဖြစ်တာရက်ကြာလေးလေးအမေရိကန်စီးပွားရေးကိုပို့ပြီးထိလေးလေးဖြစ်လာဖြစ်တဲ့ကမှဒီနေ့ညမှာဆိုရင်ကျွန်တော်တို့အာ Trump ရဲ့သူ့ရဲ့ Republican Party တွေအမတ်တွေရဲ့ကျွန်တော်တို့ပြိုင်ဘက် Democratic Party ကတွတ်တော်ကိုယ်စားလှယ်တွေကျွန်တော်ဆွေးနွေးဖို့ရှိရပေါ့လွတ်တော်မှာဒီအမေရိကန်အစိုးရရဲ့အတုံးစိမ်းမူကြမ်းနဲ့ပတ်သက်ပြီးတော့အဲ့အဖြစ်တဲ့ခါမှာကျွန်တော်တို့ကဒီအတုံးစိမ်းမူကြမ်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီနေ့ညမှာသဘောတူညီမှုရခဲ့တယ်ဆိုရင် ပြီးလဲသွားခဲ့တယ်ဆိုရင်လက်ရှိကတက်နေတဲ့ကဘာချွေစီရဲ့တရင်ပိုင်းရဈေးအသက်တန့်သွားပြီးတော့နည်းနည်းပြန်ကျနိုင်ကျွန်တော်ပြောအသက်တန့်ပြီးနည်းနည်းပြန်ကျနိုင်ပြောတာနော်ဘလိုမျိုးတောင်းလျှောက်ကြီးကျသွားမယ်ပြောတာမဟုတ်အသက်တန့်ပြီးတော့နည်းနည်းပြန်ကျနိုင်တယ်မဟုတ်ဘဲနဲ့ဒီနေ့ညဆွေးနွေးလာဗျာထရန့်ရဲ့သူ့ရဲ့ Republican Party ရလွတ်တော်အမတ်တွေရဲ့ပြိုင်ဘက်က Democratic Party ရလွတ်တော်အမတ်တွေရဲ့ဒီဒီအတုံးစိမ့်နဲ့ပတ်သက်ပြီးဆွေးနွေးတာအောင်မြင်မှုမရခဲ့ဘူးဆိုတော့ကဘာချွေစီရတရင်ပိုင်းရဆက်တန်နေအောင်ပါပါအသက်အားရှိနေအောင်ဖြစ်ပါတယ် အဲ့ဒါပြတဲ့ကမှာဘလို့လေးဆက်ဖြစ်လာမလဲဆိုတော့ကျွန်တော်ကြည့်အောင်မှာဖြစ်ပါတယ်။ဒီညကအရေးကြီးတယ်။ဒီတရင်ဒီတီတာရီထဲမှာတော့မပါဘူး။ဒီညကျွန်တော်တို့ဗမာစံတော်ကြီးဆိုညစနစ်ခွဲလာတနားရီလာမသိသူတို့အဲ့အရာကြီးဆွေးနွေးဖို့ရှိတယ်။အဲ့ဒါပြတဲ့ကဒီညသတိထားမညာဖြစ်ပါတယ်။ဒီတာရီကြောင့်မဟုတ်ဘူး။အမေရိကန်လွတ်တော်မှာအဲ့အမေရိကန်အစိုးရရဲ့အတုံးစိတ်မူချမ်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှာဖြစ်လို့ဖြစ်ပါတယ်။အဲ့ဒီတရင်တွေကိုကျွန်တော်နားဆွင့်ဖို့လိုအပ်ပါတယ်။ပြီးရင်ကျွန်တော်တို့ကဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာဒီနေ့ညမှာဆိုရင်ကျွန်တော်တို့တည်င်း၃ခုထွက်ဖို့ရှိတယ်ကျွန်တော်တို့ ပမာစံတော်ချိန်ကျွန်တော်တို့7နာရီည7နာရီ15မိနစ်ချိန်မှာကျွန်တော်တို့ချီကာဂိုပြည်နယ်ရဲ့ကျွန်တော်တို့ manufacturing in depth လို့ခေါ်တဲ့ကျွန်တော်တို့ဟိုကွန်ထရောလမှုအညွန်စတင်မာလာကွန်ထရောလမှုအညွန်ကိန်းထွက်ဖို့ရှိတယ်ပြီးရင်ကျွန်တော်တို့စတင်မာလာရဲ့အမေရိကန်နိုင်ငံရဲ့ဗောနော CP Consumer Confidence လို့ခေါ်တဲ့အမေရိကန်နိုင်ငံကပြည်သူတွေရဲ့ဗောနော်သူတို့စီးပွားရေးနဲ့သူတို့ရဲ့တုံးဆွဲမှုအပေါ်ယုံကြည်မှုအညွန်ကိန်းထွက်ဖို့ရှိတယ်ပြီးရင်ကျွန်တော်တို့ August လရဲ့ဗောနော်ကျွန်တော်တို့ ပမာစနောရဲ့ည7နာရီခွဲအချိန်မှာဩဂတ်လရဲ့ကျွန်တော်တို့အလောက်ကင်အဖွင့်နှုံထားတရင်ထွက်ပို့ရှိတယ်။အဲ့အဘက်ကမှာကျွန်တော်ကအလောက်ကင်ဒေတာကလွှဲရင်ဂျန်နက်ဒေတာတွေကအာဆိုရင်အလောက်ကင်ဒေတာနဲ့ချီကာဂို PMI ကတော့ကျွန်တော်တို့အကောင့်မှန်းထားတယ်ဗျ။ ACP consumer confidence data တခုလောက်ပဲအញ្ញံမှန်းထားတာကိုတွေ့ရတယ်ပေါ့နော်။ အဲ့ဘက်တကမှာဒီနေ့ဒေတာတွေကတော့အရန်ကြီးတက်ရောက်မှုရှိမဲ့ဒေတာတွေတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ခုနပြောခဲ့တဲ့အဲ့အမေရိကန်လွှတ်တော်မှာအဲ့ဆွေးနွေးမဲ့ကိစ္စကတော့ကဘာရွှေစစ်ပေါ်ကောင်းကောင်းကြီးတက်ရောက်မှုရှိနိုင်ပါတယ်ရီတူရပါနော်ရီတူရကောင်းကောင်းကြီးတက်ရောက်မှုရှိနိုင်တဲ့ဘက်တကမှာအဲ့တရင်ကိုနားဆွဖို့လွယ်ပါတယ်ဒီညတရင်ဒေတာတွေကတော့နည်းနည်းတော့သိထားပါမယ်ဒါပေမဲ့ကျွန်တော်အရေးကြီးတာကတော့ကျွန်တော်တို့မနေ့ဖြန်ဗိုလ်တမှုနေ့ထွက်မဲ့တရင်ရဲ့ကြာတာပရိနေ့ပြီးရင်တောက်ကြနေထွက်မဲ့ဒေတာတွေကဒီတစ်ပတ်ကဘာရွှေစစ်ပေါ်ဒီညဒေတာတွေတိုင်းစာရင်ပို့ပြီးတော့တက်ရောက်မှု ောင်းကောင်းရှိနိုင်ပါတယ်ခင်ဗျပြီးတော့ကျွန်တော်တစ်ဖက်ကဒေါ်လာအင်းတက်ကိုကြည့်မယ်ဆိုတော့ဒေါ်လာအင်းတက်ကြီးကအရင်မကြောက်ပြည်တနာကကဘာရွှေရပဲတက်ကဘာရွှေဒေါ်လာအင်းတက်ကပြားငုံခဲ့တဲ့အပတ်တုန်းက96နာငုံခဲ့တဲ့တပတ်ကျော်လာမသိ96နာအထိကြာခဲ့တယ်96အောက်တောင်ရောက်သွားသေးတယ်ပြီးတော့လက်ရှိ69 68ဒီပြန်တက်လာပြီဒါပေမဲ့ကဘာရွှေကဒေါ်လာအင်းတက်ကြီးတို့ပြန်တက်လာပြီမယ်လေကဘာရွှေရဲ့တက်နေတော့မယ် အဲ့အပတ်ကမှကျွန်တော်တို့ကလက်ရှိမှာဆိုရင်လေဒီတပတ်သေးမှသာကပ္ပရွှေစီတကယ်လို့၄000ကျော်သွားခဲ့မယ်ဆိုရင်အခုကနေစပြီးတော့ပေါ့နော်နောက်နှစ်လေပေါ့နော်ဒီ6လ8လောက်လောက်တွင်မှာတတိယကပ္ပစီဖြစ်နိုင်ရှိတယ်ပညာဆိုတဲ့အကြောင်း theory တွေလည်းကျွန်တော်တို့အဲဒီနိုင်ငံကရေးလေးလာတုံးတက်သူသူ theory တွေကြားမှာကျွန်တော်တို့ပေါ်ထွက်လာတာကိုတွေ့ရတယ်ဗျဒီတပတ်တွင်ပေါ့နော်ဒီတပတ်တွင်၄000ဈေးတန်းအထက်ကျော်ခဲ့တယ်ဆိုရင်ကပ္ပရွှေစီရဗျာ ဒီတပတ်တွင်မှာ၄တောင်ဈေးအထက်ကျော်ခဲ့တယ်ဆိုရင်တို့ကနောက်အခုကနေစပြောပေါ့နောက်9လ10လနောက်နှစ်လေလောက်ဒီပေါ့နော်နောက်နှစ်2026နှစ်လဲအထီပေါ့အဲ့ဒီအတွင်းမှာတတိယကဘာစစ်ဖြစ်နိုင်ခြေအလားအလာပုံများနာနိုင်လိုက်နေဆိုတဲ့သုံးသက်ချက်မျိုးထွက်လာတယ်ဘာလို့လဲမေးမယ်ဆိုရင်ပြကျွန်တော်ကဘာချွေစီကြီးကတောက်လျှောက်တက်လာခဲ့တာ3300နေပြ4000တက်စီဆို0.900ကျော်ဖြစ်နေမှာတလားကြော်ကြော်လောက်အတွင်းမှာ0.900ကျော်တော့တက်နေရနေတာကတပတ်ကကျွန်တော်တို့ကတခုခုတော့ကြီးကြီးမားမားဖြစ်လာမှာမို့လို့ကျွန်တော် တကပါလုံးက investor တွေကျွန်တော်တို့တကယ်ဂီနီမွန်တန်သူကျွန်တော်တို့တထေတွေပြီးရင်တော့ဘိုးဘန်တွေကကဘာရွှေကိုအလုံးရင်းနဲ့ဝယ်ယူစုဆောင်းနေကြခြင်းဖြစ်ပါတယ်။အဲအဲ့တခုခုတော့ကြီးမမဆိုတာကတို့ယူဆထားတာကအဲ့တတိယကဘာစစ်ဖြစ်လာနိုင်ခြင်းပေါ့နော်။ဒါမှမဟုတ်လေတတိယကဘာစစ်တော့မဟုတ်ရင်တော့မပြနိုင်ငံကြီးတွေပါဝင်ပတ်သက်တဲ့စစ်ပွဲကြီးကြီးမမတခုခုဖြစ်လာနိုင်တယ်လို့တို့သုံးသပ်ထားပါတယ်။အဲ့အပြစ်ကဒီတပတ်တွင်ပေါ့နော်။ဒီတပတ်တွင်၄တောင်ကြော်ခဲ့မှဆိုရင်အဲ့လိုမျိုးဖြစ်လာနိုင်ခြင်းရှိတယ်ဆိုတော့သုံးသပ်ချက်တီအိုရီတခုကျွန်တော်တို့ဒါ လွန်ခဲ့တဲ့ကျွန်တော်စနေသတင်းလောက်ကြတဲ့ကျွန်တော်ဒါအာ website တွေဘာကြီးမှာဖတ်ရတယ်ပေါ့နော် website တွေဘာကြီးကျွန်တော်တင်းဌာနတွေဘာကြီးမှာဖတ်ရတယ်အဲ့အပတ်ကမှာဒီတစ်ပတ်အတွင်း၄000ကျော်ပို့ရတော့ကျွန်တော်အမြန်ပြောမယ်ဆိုရင်တော့ဖြစ်နိုင်ခြင်းမရှိဘူးတော့မဟုတ်ပေမဲ့ chance တော့နေတယ်လို့ကျွန်တော်ထင်တယ်ခင်ဗျာဘာလို့လဲဆိုတော့ number ပြီးတော့ပြန်တောက်ကြနေညအမေရိကန်အလောက်ကတည်တင်းနေမထွက်ခင်မှာတော့ကမ္ဘာရွှေဈေးကြီးပြကျွန်တော်၄000အထက်တွေဘာကြီးရောက်သွားမယ်ဆိုရင်အဲ့ဒါကြီးကတော်တော်လေးကိုကျွန်တော်တို့ကကမ္ဘာရွှေဈေးကအလွန်အမင်းဘယ်လိုပြောမလဲအလွန်အမင်းဆိုတာတဲ့ အာဘယ်လိုပြောမလဲတကယ်စူပါဝယ်လိုအားကောင်းနေတယ်လို့ပြောလို့ရမှာပေါ့တအားယိုဝယ်လိုအားကောင်းနေတဲ့အနေထားမျိုးလို့ပြောလို့ရတယ်အဲ့လိုဝယ်လိုအားကောင်းနေတဲ့အနေထားမျိုးကတပတ်ကကျွန်တော်တို့ဗျာနိုင်ငံကရေးရာသရူကြကြအခြေအနေတစ်ခုရှိလို့ဖြစ်ပါတယ်အဲ့သရူကြအခြေအနေတစ်ခုကတော့ခုနပြောပြနော်စစ်ပွဲကြီးကြီးမားမားတစ်ခုဖြစ်နိုင်ကြီးအလားလားမြင့်တက်လာတော့တကဘာလုံးကကျွန်တော်တို့ဒီဘိုးဘန်နေ investment အပွဲစီတွေတကယ်ဘီလီယံနာရရင်းနှီးမြှုပ်နှံသူတွေကကဘာရွှေကိုကျွန်တော်တို့အလုံးနဲ့အလုံးရင်းဝယ်ယူစုဆောင်းနေကြခြင်းဖြစ်တယ်ဆိုပြီးတော့အဲ့လိုမျိုးတုံးတက်ချက်ထွက်လာတာပေါ့နော်အဲ့ဒါဘက်ကဒီဘက်တွင်ကျွန်တော်တို့ ၄တောင်မကျော်ဘူးလို့တော့ကျွန်တော်ကျင်းတေပေါ့ပြောလို့မရပါပဲတစ်ချက်တော့စောင့်ကြည့်ရပါတော့ကျွန်တော်အမြင်ကတော့၄တောင်အထက်တီ၄တောင်နဲ့၄တောင်အထက်တီဒီတစ်ပတ်တွင်သွားပို့ရတော့တိတ်ပြီးတော့မလွယ်ဘူးလားပေါ့နော်ဒါပေမဲ့လည်းပြောလို့တော့မရဘူးကပ္ပရွှေဈေးကွက်မှာကျွန်တော်တို့မထင်သားတာတွေပဲကျွန်တော်တောက်လျှောက်ဖြစ်နေရဖြစ်တဲ့အခါမှာတစ်ချက်တော့တတိထားစောင့်ကြည့်ဖို့လိုအပ်ပါတယ်အဲ့ဒါဖြစ်တဲ့အခါမှာလက်ရှိကပ္ပရွှေဈေးကတော့ကျွန်တော်တို့က တဖြည်းဖြည်းနဲ့ကျွန်တော်ပြစံချိန်နေ့တိုင်းနေ့တိုင်းစံချိန်တစ်တစ်တင်းနေရဖြစ်တဲ့ခါမှာကျွန်တော်တို့သတိထားဖို့လည်းပါတယ်လက်ရှိမှာအဝဲဝင်တာကျွန်တော်ဈေးကွက်နေထားရမှန်းနဲ့အဝဲဝင်တာကျွန်တော်ဈေးကျလိုက်အဝဲဝင်တာစိတ်ချတယ်ဆိုပေမဲ့လည်းဈေးရဲ့သဘောတဘာဝအရာကျွန်တော်အမြဲတမ်းတော့တတ်နေမှာမဟုတ်ပါဘူးတစ်ချိန်မို့တစ်ချိန်မှာတော့ကျွန်တော်ဈေးတန်းတနေရအရောက်မှာအဝဲတွေကျိုးသွားပြီးအယောင်းတွေဝင်လာပြီးတော့ဗျာကျွန်တော်ပြောရေးရှိဈေးမကြရင်တော့မှရေးတို့ဈေးအကြအကောင်းတာမျိုးတွေကျွန်တော်တို့မြင်ရနိုင်ပါ အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့အခုချိန်မှာကျွန်တော်တို့ကကမ္ဘာရွှေစည်းကွက်ကိုအယောင်းဝယ်လုပ်မယ်ဆိုရင်ဖြင့်ဝယ်သတိရောင်းသတိနဲ့ risk management တေချာလုပ်ပြီးတော့အယောင်းဝယ်လုပ်ဖို့လိုအပ်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့ကဒီချိန်မှာကိုက risk များများမယူရဲရင်ပေါ့နော်ခုနကပြောကိုက risk မယူရဲဘူးဆိုရင်တော့ကမ္ဘာရွှေစည်းကွက်ကိုကျွန်တော်အယောင်းဝယ်လုပ်တာခဏရထားပြီးဈေးကွက်အချင်းတွေကိုစောင့်ကြည့်တာတော့ပိုကောင်းပါလိမ့်မယ်ဘာလို့လဲမလဲဆိုဒီချိန်မှာတော့ကျွန်တော်တို့ကအဝယ်ရောအယောင်းရောကတော့ခုနကပြောတော့ risk တော့များများယူရမှာဖြစ်ပါတယ်ဘာလို့လဲမလဲဆိုစံချိန်တင်အမြင့်ဆုံးဈေးတွေနော် ရောက်နေလို့ဖြစ်ပါတယ်။ဟုတ်ကဲ့ဒါဒီကကျွန်တော်ရဲ့ဒီနေ့စက်တင်ဘာလနောက်ဆုံးရက်စက်တင်ဘာလ30ရက်နေ့တည်းတာကမ္ဘာရွှေစည်းကွက်သုံးသက်ချက်ဗီဒီယိုဖြစ်ပါတယ်။အခုလို့သုံးသက်ချက်ဗီဒီယိုတွေကို app တူတိတ်ကြည့်ကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ TikTok account တွေကို follow C fitness subscribe လေးလုပ်ထားပေးကြပါခင်ဗျ။ပြီးတော့ကျွန်တော်စီမှာဒီကမ္ဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်တဲ့နေတက်ရောက်လို့ရပါရဲ့။အဲ့ဒါနဲ့ပတ်သက်ပြီးလည်းကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Viber တွေကနေဆက်သွယ်စုံစမ်းမြင်မြင်နိုင်ပါတယ်ခင်ဗျ။ ကမ္ဘာ့ချက်ထွေးတာအလုံးပဲဒီနေ့စက်တင်ဘာလ30ရက်နေ့စက်တင်ဘာလတလတာဈေးပိတ်မဲ့နောက်ဆုံးရက်တရက်တာမှာကမ္ဘာ့ရွှေဈေးကွက်အတက်ကြကိုကျွန်တော်အထူးတတိထားအရောင်းဝယ်လုပ်ပြီးတော့ဒီစက်တင်ဘာလကိုအကျိုးမြတ်နဲ့ပိတ်သိမ်းနိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျ